ကဝယ်သူရှိလှမ်းထိုးလိုက်ပါကျွန်တော်ခဏအိတ်လိုက်အောင်မယ်ဟမ်ဝယ်သူတွေရမ်းရတော့အိတ်ရှင်းလာပြီအိတ်လိုက်အောင်မယ်စကရင်ရှားလေးရိုက်လိုက်နော်စကရင်ရှားလေးရိုက်လိုက်ပါမပန်းဝဲတိုင်းစကရင်ရှားလေးရိုက်လိုက်နေတော့ဒါပေမဲ့ပရိသတ်တွေတော်တော်များများစသတိတာကိုကျွန်တော်အဲ့လိုပေါ့ကွန်မန်လေးစီက online shop ပစ္စည်းတွေအဲ့လို blog ခိုင်းတာပေါ့ online shop blog ခိုင်းတဲ့ဥစ္စာလို့ထင်အဲ့ဒါတော့ပြောပါရဲ။ဘာလို့ကုကောက်မာနေနဲ့ကိုဒီအိုင်းခိုင်ရမျက်နှာပြောင်းလိုက်၊ဆိုင်ထိုင်လည်းမျက်နှာထားပြောင်းလိုက်။အဲ့ဒါလေးကိုလူရဲ့ကြည့်ကြည့်ပြီးရည်ကြတယ်ပြောပါရဲ။ ဒီဥစ္စာမလုပ်ခင်ကကျွန်တော်ဖူပန္နာနင်းတာဆိုတော့အလိုတလွဲပြော့တစ်နှစ်လောက်တော့ကြာတစ်နှစ်လောက်ပေါ့တစ်နှစ်လောက်ကြာအဲ့လိုကျွန်တော်ကင်မရာတစ်လုံးလိုချင်တာဆိုတော့အဲ့ဒီကနင်းပြီးပတ်စံစုပြီးအဲ့ဒါမျိုးဝယ်ခဲ့ရဆိုဖူပန္နာနင်းပြီးတော့လည်းမဝယ်နိုင်သေးဘူးအဲ့ခဏလေးကြာတော့မှအဲ့လိုကျွန်တော်အဲ့လိုဖုန်းဝယ်ရောင်းလေးပါလေးလှုပ်ရင်းနဲ့အဲ့လိုမျိုးဝယ်နိုင်သွားတာဖူပန္နာနင်းတော့လည်းမဝယ်နိုင်သေးဘူး ပြင်ဆင်ရတာကျွန်တော်ကဘယ်လိုပြောမလဲစာပိုင်းဆိုတော့ကျွန်တော်ရှင်တော့ဆိုရင်ကျွန်တော်ဒီလို line ပုံမှာပဲကျွန်တော်ကဒီလိုခါသလေးပဲရိုက်တာဆိုတော့အများကြီးပြင်ဆင်စရာမရှိဘူးတငယ်ချင်းနေပဲတကယ်ပဲဟိုတိုင်မီမျိုးပဲရိုက်လိုက်ရအခုခါကျတော့ကျွန်တော်တေချာမရိုက်ခင်တည်းကတေချာလေးလေလူလူတွေဆုံးရတယ်တေချာလေးလေကျွန်တော်ဒီဇလန်ကိုတေချာပုံဖော်ရတယ်ပေါ့ပြီးရင်ကျွန်တော်ဒီမရိုက်ခင်မှာလေကျွန်တော်တရုပ်ဆောင်ပြရသေးတယ်မာကြီးအဲ့လိုမျိုးကျွန်တော်ဒီတွားရဲမဲ့နေရာမှာမျိုးကိုတေချာရန်ဖြစ်တာဘာညာစားပေါ့တေချာအော်ပြီးပြောရတာအဲ့အမျိုးအများကြီးစူးစမ်းတာပါအဲအများကြီးလောက်ရတယ် ဟိုမှာကတော့ကျွန်တော်ကဒီဥစ္စာကြတော့ကျွန်တော်အခုရိုက်မဲ့ဥစ္စာကြတော့ကျွန်တော်ကပေါ့လို့မရဘူးလိမ့်လို့လည်းမရဘူးပေါ့ဟိုကိုတကယ်ကြီးလုတ်ပြနိုင်မှရမှာဟိုဥစ္စာကြီးကြတော့ကျွန်တော်တို့ဟိုရိုင်းပေါ့ပေါ့ပါလေးနဲ့ပဲကျွန်တော်ရိုင်းမဲ့ရိုက်သွားဆိုတော့တိတ်တော့ဟိုကကြတော့ရိုင်း AC နေနဲ့စိတ်ပေါ့လို့ရဒါကြတော့စိတ်ရိုင်းပေါ့လို့မရဘူးကျွန်တော်တချို့ညဘက်တွေတော့ကျွန်တော်အိတ်မပြောတဲ့အထိပေါ့ငါလုတ်နိုင်မှမလားဆိုတော့အဲ့လိုမျိုးတွေးတဲ့အထိအဲ့လိုဖြစ်တယ် နိုင်လောက်ဆိုပြီးတော့အဲ့လိုတွေးတွေကတော့အဲ့လိုရှိရရှိရဆိုမဲ့မာကြီးမိခါလည်းအဲ့လိုမောင်လေးနေလုံနိုင်လောက်ပါတယ်ဆိုပြီးတော့ပေါ့သူကအမြဲတမ်းအဲ့လိုညတိုင်းဖုန်းပြောတယ်အညတိုင်းသူတို့အားပေးတယ်ကျွန်တော်စာရင်မဲပို့တယ်ပို့ပြီးတော့အလုပ်ကြောင်းနေတခြားတိုင်ပြင်တော့အော်ဟုတ်တာပဲမာကြီးမိခါတော့ခုမှစပြီးတော့သူကစူးစမ်းပါဆိုငါလည်းလုံနိုင်ပါပါဆိုပြီးတော့အဲ့လိုမျိုးစိတ်နေပဲအဲ့လိုမျိုးဆိုကျွန်တော်ဝေဖန်မှုတော့မကြောက်ဘူးပေါ့ဒါပေမဲ့အဲ့အဲ့လိုလိုဘယ်လိုပြောမလဲကိုအမှားမလုပ်တွေ့တော့ဘ누구မှတော့မကြောက်ဘူးကိုအမှန်လုပ်နေတာကိုဝေဖန်ရင်တော့ကျွန်တော်မကြောက်ဘူးပေါ့ဗျာဟောဒါပေမဲ့ကိုကအမှားလုပ်ပြီးတော့ဝေဖန်နေဆိုရင်တော့ဒါ နည်းတော့ကြောက်တာပေါ့အခုကကျွန်တော်ကလည်းကိုစူးစမ်းနိုင်တဲ့ဟာတကယ်ကောင်းတဲ့ဟာလေးကိုကျွန်တော်ချပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဝေဖန်လဲကျွန်တော်အားလုံးခွင့်လွှတ်ပါတယ်ဘာမှတော့ဟိုလိုမျိုးစိတ်တင်းမထားပါဘူးဟိုအစဆိုရင်တော့ကျွန်တော်ကအဲ့လိုပေါ့ဒီဥစ္စာမလုပ်ခင်ကကျွန်တော်ဖူပန်နာနင်းတာဆိုတော့အဲ့လိုတလွဲပြီးဘာမှမတူဘဲနဲ့ဒီဖူပန်နာနင်းနေရနေအဲ့လိုအိမ်ရောက်ရင်ဖုန်းလေးနဲ့ကလီကလီပြီးတော့ဗီဒီယိုလေးရိုက်ပြီးတော့ဒီလိုရောက်လာဆိုတော့အဲ့လိုမျိုးဟိုရန်ဖွင့်နေဖြစ်တဲ့ဘဝကနေချင်းချင်းဖွင့်နေဖြစ်သွားဆိုတော့အဲ့လိုကြောင်ညာရပါလေရိုက်ရဆိုတော့လေအဲ့လိုရန်ကြီးတော့ ဟိုပြောင်းလဲပြောင်းလဲသွားရေပေါ့ရိုင်းလည်းမဟုတ်ပေါ့ဖြည်းဖြည်းချင်းလေးပေါ့အဲ့လိုတက်သွားလို့ဆင့်ပြေးပါတယ်ဥပ္ပန္နနေခဲ့တော့ဘယ်လိုမျိုးဖြစ်တဲ့ခဲ့ရလဲဘောရအောင်ဥပ္ပန္နနေခဲ့တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ဖူပန္နကကျွန်တော်မှာကိုပိုင်အကောင့်မရှိဘူးပေါ့အဲ့လိုတငယ်ချင်းတယောက်အကောက်ကိုယူပြီးတော့အဲ့လိုမျိုးနေတာဆိုတော့လေအဲကျွန်တော်မနက်ဆိုရင်ကျွန်တော်6နိုင်လောက်ထွက်နေညဆိုရင်လည်းအဲ့လို6နိုင်လောက်မှပြန်ဝင်တာဆိုတော့အဲ့လိုမျိုးပဲဆိုတော့နည်းနည်းပင်တော့ပင်မှာပေါ့အဲ့ဒီဟာကျွန်တော်တစ်နှစ်လောက်တော့ကြာတယ်တစ်နှစ်လောက်ပေါ့တစ်နှစ်လောက်ကြာတယ်အဲ့လိုကျွန်တော်ကင်မရာတစ်လုံးလိုချင်တာဆိုတော့အဲ့ဒီဟာနေပြီးပတ်စံစုပြီးအဲ့အဲ့ဒါမျိုးဝယ်ခဲ့ရတာ အရင်တည်းကတော့ပါတယ်ကျွန်တော်အဲ့ចောင်းသားဘွားတွေရှစ်တန်းចောင်းသားဘွားတွေအဲ့လိုဟိုလိုအဲ့တော့တော့တချင်းနေပေါ့တချင်းနေစားစားအဲ့လိုလောက်လောက်ဖြစ်တာလို့ကျင်းနေပါဘာလို့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လိုပဲလေဟိုကျွန်တော်ဗီဒီယိုကြည့်ပြီးအဲ့လိုမောပြေတာလို့အဲ့လိုကြည်မောတာကိုကျွန်တော်တဘောကြာဆိုတာအဲ့လိုခံစားချက်ပြောပါတယ်ဟုတ်ဖွဲ့နာနေပြီးတော့လည်းမဝင်နိုင်သေးဘူးအဲ့ခဏလေးကြာတော့မှအဲ့လိုကျွန်တော်အဲ့လိုဖုန်းဝယ်ရောင်းလေးပါလေးလှုပ်ရင်းနဲ့အဲ့လိုမျိုးဝင်နိုင်ရောလားဖူပန်နာနင်းတော့လည်းမဝင်နိုင်သေးဘူးကိုပရိသတ်တွေစသွားတဲ့ဗီဒီယိုကတော့တဲဗီဒီယိုလေးဖြစ်နေအဲအဲဆိုရင်ကျွန်တော်မုံနှစ်နဲ့ပတ်ခံရတာထင်တယ် ကျွန်တော်အဲ့ဒီဟာတော်တော်ကြာပြီအဲဒါမှဒါပေမဲ့ပရိသတ်တွေတော်တော်များများစသတိတာကျွန်တော်အဲ့လိုပေါ့ company ကြီးက online shop ပစ္စည်းတွေအဲ့လို blog ခိုင်းတာပေါ့ online shop blog ခိုင်းတဲ့ဥစ္စာလို့ချင်အဲ1နဲ့မိရခိုက်တက်အဲဝမ်းနေတာကိုဒေါ်လာထွက်တာကိုအဲ့လိုအစုံပါပဲဒါပေမဲ့ကျွန်တော်ကတော့အခုနောက်ပိုင်းကျတော့ရင်းတော့အဲ့လိုပြန်ပြောမိတယ်နောက်ပိုင်းကျတော့ပြန်မပြောတော့ဘဲနဲ့ကျွန်တော်ကတော့ကျွန်တော်ဒီအိမ်မသိကြအောင်မဆောင်လိုက်တာများတယ်ဝမ်းနေရတာတော့ပုံများပါ အဲအထူးဖြစ်အဲ့ဒါတော့ကျွန်တော်တငယ်ချင်းတွေကောင်းလို့ပေါ့ကျွန်တော်အကိုတွေလည်းကောင်းလို့သူတို့နဲ့မျက်နှာစုံဖြစ်ရင်သူတို့ကမျက်နှာ idea အစ်စ်တွေထွက်တော့ကျွန်တော်အဲ့လိုမျက်နှာပြောင်းတဲ့ဖီတို့အမြဲတမ်းလှုပ်ဖြစ်တယ်အဲကွန်တက်လေးအစ်စ်တွေကအမြဲတမ်းဖန်တီးပေးတယ်ကျွန်တော်ငွေဆောင်ရောက်တင်လည်းငွေဆောင်နဲ့လိုက်တဲ့ဟာမျိုးတွေအမြဲတမ်းဖန်တီးပေးတယ်ဆိုတော့အဲ့ဒါကြီးကြောင့်ကျွန်တော်တငယ်ချင်းတွေလည်းကောင်းလို့ပေါ့အဲ့လိုကြောင့်အဲ့ဒါတော့ကျွန်တော်မပြောတတ်ဘူးမပြောတတ်ဘူးဆိုတော့နောက်ပိုင်းကျတော့ကျွန်တော် comment line မဖတ်တော့ဘူးဆိုတော့လေအဲ့လိုမျိုးကျွန်တော်မပြောတတ်ဘူး အဲ့ဒါတော့ပြောပါတယ်ဘာလို့ကုကောက်မာနေနဲ့ကိုဒီတိုင်းခံရမျက်နှာပြောင်းလိုက်စိုင်းထိုင်းလည်းမျက်နှာထားပြောင်းလိုက်အဲ့ဒါလေးတွေလူရဲ့ကြည့်ကြည့်ပြီးကြီးကြတယ်ပြောပါတယ်ဘက်ကောမန်နေကြတော့ဒါကောမန်လေးရခံစားရလားဘယ်လိုရှိလဲအဲဘယ်လိုရောင်းလဲအဲမော်ဟိုတူလဲရိုင်းလဲမဟုတ်ပါဘူးအစွဲကြီးမထားဘူးဒါပေမဲ့ခဏလေးပဲကျွန်တော်စိတ်ထဲမှာဖက်လိုက်တဲ့အချိန်ခဏလေးပဲထိပါနောက်ပိုင်းဒါပေမဲ့ပြန်ဆင်ပြေသွားမယ်စိတ်ထဲမှာဘာမှမထားဘူးအဲအခုပေါ့ကျွန်တော်အဒီဝင်နေနေဆိုရင်တော့ကျွန်တော်ဒီတမိစားကြားထဲမှာဖြစ်တတ်တဲ့အရာလေးတွေကိုကျွန်တော်ဖန်တီးမယ်ဖန်တီးပြီးတော့အမြဲတမ်းတင်ဆက်ပေးမယ်အခုကမိုးနေဆိုတော့ခဏနားနေကြတယ် ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဆက်ကြိုးစားပါမယ်ပေါ့နော်အဲကျွန်တော်ဘယ်လိုပုံစံနဲ့ပဲမြင်မြင်ပေါ့ဟိုကျွန်တော်မကောင်းတဲ့ပုံစံနဲ့ပဲမြင်မြင်ကောင်းတဲ့ပုံစံနဲ့ပဲမြင်မြင်အဲ့တော့ကျွန်တော်ကဟိုမကောင်းတဲ့လူတွေကိုလည်းကောင်းအောင်လို့ကျွန်တော်စူးစမ်းပြပါမယ်ပေါ့အဲ့အဲ့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဗျာဟုတ်ကဲ့ပါဗျာ